ားတီဗီပရိသတ်များအားလုံးမင်္ဂလာပါရှင်။တပတ်အတွင်းထူးခြားတဲ့ဖြစ်စဉ်တွေကိုကျမလွေပပိုကစူးစီးတင်ဆက်ပေးသွားပါမယ်။ဒီတပတ်ရရှိထားတဲ့သတင်းတွေကတော့တောင်ပြည်ကောင်စီ TLC ဖက်စီကြောင်းထုတ်ပြန်ကြေညာတဲ့သတင်းမိမိတို့ PSR TNR ရဲ့အပတ်စဉ်60ခုနဲ့စင်ပွဲကိုစူးစီးထုတ်ဖို့ချုပ်တာဟုတ်ပလားတယောက်ခဲတဲ့သတင်းတောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးရမိထားတဲ့ကြားဖြတ်လောက်ကင်တူအမျိုးသားဆက်နှုတ်ကို ရုတ်နိုင်ငံရှီလီခရိုင်ရဲတပ်ဖွဲ့ထံပြပြပေးခဲ့တဲ့တင်းတွေအပြင်အခြားတင်းတွေလည်းကြားရမှာပါ။နောင်ချုံမြို့နယ်ကရက်ကွက်ကျွရာတွေအတွင်းမှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင်းအယက်သားပြည်သူ၅ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်နှအိမ်ထက်မနည်းထိမှန်ပျက်စီးတဲ့တင်းကြားရမှာပါ။ဒီတင်းအပြည့်စုံကိုလွတ်ပုံစမန်းကစူးစီးတင်ဆက်ပေးသွားမှာပါ။ပြည်ထောင်စုလာလေယနေ့ကနောင်ချုံမြို့ဈေးရက်ကွက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးပုံစားထိမှန်တရားရရှိခဲ့တယ်လို့ပြည်ကလေးဂျွန်လဆယ်နေမှာလဲစစ်ကောင်စီတပ်ကလုံဝဲကျေးရွာအတွင်းကိုဟော်ဝီဇာလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့အမျိုးသား2ဦးထိမှန်တရားရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ဖြစ်ခဲ့တဲ့လက်နက်ကြီးကြောင့်နောင်ချုံမြို့ဈေးရွက်ကအယက်တားနေအိမ်နှစ်အိမ်နဲ့ကံဘောဇာကျောင်းတိုက်ထိမှန်ပျက်စီးစေခဲ့တာပါ။ ပြီးခဲ့တဲ့ဂျွန်လတော်ရနေ့ကလည်းစစ်ကောင်စီတပ်ကရေဖြူကျေးရွာကနေကန်းကိုကျေးရွာကိုဒရုန်းနဲ့ဘုံ6လုံးကျေချတိုက်ခိုက်ခဲ့တယ်လို့ကန်ကြီးကျေးရွာကိုလည်းဒရုန်းနဲ့တကြိမ်ကျေချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးဒရုန်းနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်နောက်ချုံမြို့ပေါ်ကဒေသခံပြည်သူထောင်ချီဟာကြောက်မဲနဲ့နေဆက်ရနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မိမိတို့ညီတော်မဟာမိတ်တုံးဖွဲ့ဟာငလင်တန်တင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်တစ်ဖက်တည်းအပြည့်ရကာလကိုတရအတိတိတက်တန်ထတ်တူပြီးတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှအပထိုးစစ်ဆင်တိုက်ခိုက်တာမျိုးပြုလုပ်မှာမဟုတ်ကြောင်းထုတ်ပြန်ကြေညာထားပါတယ်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတရဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက်စည်ရတိအမြဲတမ်းရှိဖို့လိုအပ်ပြီးလေချောင်းရံအနေကနေလွမြောက်နိုင်ဖို့လေချောင်းရံကကိုရေးဆိုင်ရာနီလန်းတွေလက်နာဆောင်ရွက်ကြဖို့လိုအပ်ပါရှင်ကျမလေးပါစမင်းပါတောင်ပြီကောင်စီ TLC ဖက်စီကြောင်းထုတ်ပြန်ကြေညာတဲ့တင်ဆက်ရအောင်ပါဒီတင်ကိုပံပရန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တော်လန်ရေးကာလတောင်ပြီကိုစီမံအုပ်ချုပ်နိုင်ဖို့တောင်ပြီကောင်စီကိုဖွဲ့စည်းလိုက်ပါတယ် တောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSRF ထံ၌အပဝင်တောင်မျိုးသားပါတီ TNP တောင်နိုင်ငံရေးတပ်မခံကော်မတီ TPCC တို့ပါဝင်တဲ့ဂျာကာလာအုပ်ချုပ်ရေးအတွက်တောင်ပြည်ကောင်စီ TLC ကို ဖွဲ့စည်းလိုက်ပါတယ်ထိပ်တီကောင်ဆောင်များ83ဦးတက်ရောက်တဲ့အစည်းအဝေးကိုဇွန်လ1ရက်နေ့ကနေ3ရက်နေ့အထိတောင်ပြည်မှာကျင်းပပြုလုပ်ခဲ့ပါတယ်အစည်းအဝေးမှာတောင်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ရေးဆွဲထားတဲ့တောင်ပြည်တော်လှန်ရေးကာလာ အစိုးရအစီအမံကိုလက်ခံအတည်ပြုပြီးတောင်ပြည်ကောင်စီကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ်တော်လန်ရေးကာလမှာတောင်ပြည်ကောင်စီ TLC ကအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်ဖွဲ့စည်းဖြစ်တရင်တညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်တောင်ပြည်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဟူသောမန္တန်ကြီး၃ခုကိုတောင်ပြည်ကောင်စီ TLC ကထိန်းချုပ်ကြမှတ်ဦးဆောင်သွားမှာဖြစ်ပါတယ်ကောင်စီဝင်များမှာဥက္ကဋ္ဌတာဝန်အဖြစ်ဗိုလ်ချုပ်ကြီးတာအိုက်ဘုံဒုဥက္ကဋ္ဌတဲ့လွိမှုခမ်း ဒုက္ခရနှင့်တာအေးမောင်တို့ဖြစ်ပါတယ်။လွေပုကမေခရကိုအသွင်းမှုအဖြစ်ခံအပ်ပြီးတော့လွေရည်ကိုတော့တွဲဖက်အသွင်းမှုအဖြစ်ခံအပ်ပါတယ်။ဘူချုပ်တာခူလန်တာအောင်ပေတာချာထွန်းလွေမိုလိုင်းတို့မှာကောင်းစီဖွဲ့ဝင်အဖြစ်ရွေးချယ်ထားပါတယ်။တက်တုံညာနှစ်ခွန်စစ်စင်ရေးထဲမှာတာအောင်မျိုးသားလူမျိုးရေးတက်မတော်တင်နေနဲ့မဟာမိတ်တပ်တွေကဘုံရန်သူစစ်ကောင်စီကိုဖယ်ရှားရှင်းလင်းနိုင်တဲ့နေမျိုးတွေမှာစီမံအုပ်ချုပ်နိုင်ဖို့ဘက်ပေါင်းဆောင်မှာပါဝင်နိုင်တဲ့ပြည်သူအစိုးရအဖြစ်2025ခုနှစ်မှာ 調査ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘောင်ဘရောင်းပါတန်ဘီရဲ့တပ်ဖွဲ့ကစစ်စေးဖန်စီရမိထားတဲ့ကြပြန့်လောက်ကင်တူ အမျိုးသားစနုပ်ကိုတရုတ်နိုင်ငံရွှေလီခန်ရဲ့တပ်ဖွဲ့ထံလွှဲပြောင်းခဲ့တဲ့တဲ့င်းဖြစ်ပါတယ်ဒီတဲ့င်းပြည်စုံကိုလွေပုံစမန်းကစူးစီးတင်ဆက်ပေးသွားမှာပါတန်ဘီရဲ့တပ်ဖွဲ့ကနေစစ်စေးဖန်စီရမိထားတဲ့ကြပြန့်လောက်ကင်တူအမျိုးသားစနုပ်ကိုဂျွန်လ၁၀ရက်နေ့မနက်ပိုင်းမှာ တရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့တန်းလွှတ်ပြောင်းပေးခဲ့ပါတယ်။အဲ့ဒီလိုလွှတ်ပြောင်းရမှာတောင်ပြည်နမ်ခမ်းမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတရုတ်နိုင်ငံအစိုးရရဲ့ရွှေလီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံလွှတ်ပြောင်းပေးခဲ့တာပါ။ကြဖြန့်လို့ခေါ်တဲ့ online ငွေလင်ကိုင်းလောက်ကိုင်းတူကိုရွှေလီခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတရုတ်နိုင်ငံအတွင်းသက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့တွေထံပြန်ပြီးလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါရယ် ကြာပြန်လောက်ကန်တူတွေကိုတောင်းပြေနမ်ခမ်ကုခိုင်နဲ့နမ်ဒူမြို့နယ်ရဲတပ်ဖွဲ့တွေကစစ်ဆေးဖမ်းဆီးရမိထားတာဖြစ်ပြီးနမ်ခမ်မြို့နယ်မှာ၄ဦးကုခိုင်မြို့နယ်မှာ၅ဦးနဲ့နမ်ဒူမြို့နယ်မှာ၃ဦးစုစုပေါင်း၁၂ဦးဖြစ်ပါတယ်။နမ်ခမ်နဲ့ကုခိုင်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိတဲ့ကြာပြန်တွေဟာစစ်ဆေးရေးဂိတ်ကနေဖမ်းဆီးရမိထားတာဖြစ်ပြီးနမ်ဒူမြို့နယ်မှာတော့ကြာပြန်လုပ်ငန်းလုပ်ကင်ဖို့စီစဉ်နေချိန်တရင်အယဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့တဲ့အကြဖြန့်လုပ်ငန်းလုပ်ကန်တူတွေဟာတရုတ်နိုင်ငံသားတွေဒါဖြစ်ကြပါတယ်မိမိတို့ညီနောင်မဟာမိတ်ကပြုလုပ်တဲ့တစ်တမြနှစ်ခွန်ဆစ်စင်ရေးရဲ့ဦးစားပေးလုပ်ငန်းစဉ်ထဲမှာအွန်လိုင်းငွေလေကိုင်းလုပ်ငန်းလုပ်ကန်တူတွေကိုထိထိရောက်ရောက်အေးအေးယူနိုင်ဖို့ပါဝင်ပြီးတော့တားမြင်ရတဲ့ဖွဲ့အနေနဲ့နေနမိတ်ချင်းထိဆက်နေတဲ့တရုတ်နိုင်ငံရွှေလီခရိုင်ရဲတပ်ဖွဲ့နဲ့နေဆက်တလျှောက်တည်ငြိမ်အေချမ်းရေးအတွက်ဒုစရိုက်တားဆီးနေနှင်းကြီးလုပ်ငန်းတွေကိုအပြန်အလှန်ချိတ်ဆက်လှုပ်ဆောင်နေပါတယ်။ဒါအပြင် ရွှေလီခရိုင်ရဲ့တပ်ဖက်က အလိုရှိတဲ့ရာဇဝတ်သားတချို့ကိုလည်းတောင်ပြည်ရဲ့တပ်ဖက်က စီစစ်ဖမ်းဆီးပြီးလွှဲပြအနှံ့အနှားတွေရှိပါတယ်ရှင်။ဒီမှာလေပေါ်စမင်းပါမိမိတို့ PSR TNR ရဲ့အပတ်စဉ်6စက္ကန့်အင်တာဆင်ပွဲကိုစေဦးစီချုပ်ဘိုချုပ်တာဟိုပလန်ကတက်ရောက်ခဲ့ပါတယ်။စီရည်တင်တဲ့ဟာပတ်စုံတိုက်ခိုက်ရည်တင်တဲ့ဖြစ်ပြီးမိမိတို့တောင်ပြီကိုကောက်ွယ်သွားဖို့အရေးကြီးကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်။ ီတဲ့င်းပြည့်စုံကိုမိုင်အမ်ကုတ်ကပြောပြပေးသွားမှာပါမိမိတို့ပလောင်ပင်နယ်လူမျိုးရေးတပ်ဦးတောင်အမျိုးသားလူမျိုးရေးတပ်မတော် PSLF ထရရဲ့ပတ်စဉ်69ရက်စီးတင်းစင်ပွဲကိုတောင်ပီတနေရာမှာပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဗတ်စုံတိုက်ခိုက်ရေးတင်းဖြစ်တဲ့ ED စီးတင်းစင်ပွဲကိုမိမိတို့ PSLF ထရရဲ့ CUC ချုပ်ဘိုးချုပ်တာဟုတ်ပလောင်နဲ့အတူ CUC ရရှိချုပ်ဘိုးမူးချုပ်တာနော်ရန် CUC ချုပ်ယုံကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ တရန်စင်ရဲဘော်ရဲမေတွေအနေနဲ့တောင်ပြည်အတွင်းမိမိတို့အုပ်ချုပ်တဲ့မြို့နယ်နဲ့ကျေးရွာတွေအတွင်းကမိဘပြည်သူတွေကိုကာကွယ်စောင့်ရှောက်တွားကြဖို့အတွက်တူးတယောက်ချင်းစီတိုင်းမှာတာဝန်ရှိသလိုဗတ်စုံတိုက်ခိုက်ရေးတင်နန်းပေးတာဟာလည်းအံဘီကိုကာကွယ်တောကြဖို့ဖြစ်တဲ့ဆိုပြီးဒီလန်စင်ပွဲမင်းခွန်းမှာဘိုလ်ချုပ်တာဟုပလန်ကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်တံဘီကာကွယ်ရေးတာဝန်ကိုပခုံးလွှဲပြောင်းတာဝန်ထမ်းဆောင်တွားကြမဲ့သူတွေအနေနဲ့အထက်ကပေးအပ်တဲ့လုပ်ငန်းတာဝန်တွေကိုကျေပွန်ကြဖို့ရည်ကြီးသလို ထက်ကချက်မှတ်တဲ့ညွန်ကြားချက်တွေကိုလည်းအထူးတလဲလိုက်နာတွားကြဖို့လိုအပ်ပါတယ်။ဆက်ပြီးတော့တဖက်ရန်သူရဲ့စီးရေးချင်းတွေကိုလည်းအမြဲတစေသတိထားဖို့လိုအပ်တယ်ဆိုပြီးပိုချုပ်တာဟုပလန်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။တနင်္ဂနွေ3လကျော်ကြာမြင့်တဲ့အဲ့ဒီပတ်စဉ်69စီးရေးတင်နန်းဟာမှတ်စဉ်ကနဲ့ခအဖြစ်ဖွင့်လိုက်ခဲ့တာဖြစ်ပြီးအမျိုးသား659ဦးနဲ့အမျိုးသမီး165ဦးစုစုပေါင်းတင်နန်းသူတင်နန်းသား122ဦးတက်ရောက်ခဲ့ပါတယ်။တနင်္ဂနွေတွင်မှာတိုက်ခိုက်ရေးပိုင်းကျွမ်းကျင်အဆင့်ရှိစေဖို့အတွက် လေးပေးတင် जा ပြီးတနက်ပစ်ထူးချွန်စုတနက်တက်စင်ဖြုတ်ထူးချွန်စုနဲ့အထူးတိုက်ခိုက်ရေးထူးချွန်စုရရှိတဲ့သူတွေကိုစုတွေအတီးတီးပေးအပ်ချင်မိခဲ့ပါတယ်ခင်ဗျာကျွန်တော်မိုက်အမ်ကုတ်ပါလောနီဥကလေအာလောင်နန်ပွန်ကရစ်ကတောင်းကပြန်မခင်တဲ့အဒါရန်ဘေဝမ်ဘနောဒိုကလေဘူးနဲ့လက်တန်ခရေပေါရန်ကြီးနန်းအုံပရက်ဒိုင်းကပ်စင်နန်းကပ်ရာပစကရော့ပစံဒမ်ဒင်းစကနာနဲ့ ลอดนจุดอกเลยบูเนมูลธานีแต่รถเพดอนเชดอนอีนะနောက်ဆုံးတပုတ်ကတော့ gas pipeline နဲ့နေကတဲ့မလီကျွေးရကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျက်တိုက်ခိုက်တဲ့တဲ့င်းကြားရမှာပါဒီတဲ့င်းကိုလည်း MyM ကိုကပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တောင်ပြည်ရဲ့တပ်မရှိနေမီနမ်ဒူမြို့နယ်ထက်ကမန်လီကျေးရွာကို စစ်ကောင်စီတပ်ကဇွန်လ7ရက်နေ့မနက်တနိုင်ဝင်းကျင်မှာလေကြောင်းကနေဂျက်ဖိုက်တာနဲ့ပေါင်900ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံးကျဲတိုက်ခိုက်မှုတွေမှာမန်လီကျေးရွာရဲ့ဘုံးတော်ကြီးကျောင်းအခြေခံစာတင်ကျောင်းနဲ့ဒေသခံလူထုတွေရဲ့နေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်။စစ်ကောင်စီတပ်ရဲ့ဘုံးကျဲတိုက်ခိုက်ခြင်းခံရတဲ့မန်လီကျေးရွာဟာနမ်ဒူတီဘောသွားတဲ့လမ်းမပေါ်မှာတည်ရှိတာဖြစ်ပြီးတော့တရုတ် gas pipeline စခန်းတည်ရှိတဲ့ ပန်ပြေကျေးရွာနဲ့လည်းအလင်းနီးကတဲ့ကျေးရွာဖြစ်ပါတယ်။မန်လီကျေးရွာဟာပြီးခဲ့တဲ့2023ခုနှစ်အတွင်းမှာလည်းရှမ်းပြည်ပြည်လဲတော်ရဲကောင်စီ RCSS တပ်ဖွဲ့တွေရဲ့ရွာလုံးကျွတ်မိရှုဖျက်ဆီးခြင်းခံရတဲ့ကျေးရွာဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီတပ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မန်လီကျေးရွာကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလနဲ့2024ခုနှစ်ဇန်နဝါရီလတို့မှာလည်းနှစ်ကြိမ်တိုင်တိုင်လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလလေကြောင်းတိုက်ခိုက်မှုမှာတော့ TLEC ចောင်းសៀមតូអត្តទេសុងខែតឡូម៉ាន់លីបងដော်ជីចောင်းក៏លែមីមីនទមយ៉ះសៀមមិនឈិអងជីមួប៉េស៊ីទွားរ៉េឈីនេះភិកខេបារេសិកកងស៊ីតែអានីណេតៃប្វ៉ែភិបွားឈិមិនឈិដែរម៉ាន់លីជីយ៉ូកូបងជេតៃខៃដាហាអាយតាលុធុកូឧទីតៃខៃដាភិបារេដាចောင်းមីបាពីទូរីអានីណេសិកកងស៊ីតែយ៉ាលេចောင်းអានីយ៉ាកានេលុគគីណៃភូទွဲ့ស៊ីយេទ្រីអមៀរ៉ានឈីភូលូអត់ដឡូលេចောင်းយ៉ាងកកកយីសានយ៉ាលាញ់ញុនឆាត់ដែរកូលែលៃណានសောင်းយ៉ាតោភូលូអាប់បារេខ្មៀ ဒီတပတ်တည်နေကတော့ဒီလောက်ပါပဲရှင်။တောင် TV ကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအလုံးစိတ်အချမ်းသာခြင်းကိုယ်အီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။